ားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင် အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမျှတရက်ခံလို့ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရဝတီမင်းလက်ပံတွင် KNU နှင့်စစ်တပ်တိုက်ပွဲ ဖြစ်ပြီးနောက် DKPA ၏ကြားဖြတ်အလုပ်ရုံများကို KNU ကဝင်ရောက်စီးနှင် DKPA အဖွဲ့ဝင်230ဦးလက်နက်ချပြီးကြားဖြတ်ရုံများတွင် လူနှစ်ထောင်ကျော်ချုံနောင်ထား KNU ကကြားဖြန့်တိုက်ဖြတ်ရေးနိုင်ငံတကာသို့အရေးပေါ်အကူအညီတောင်းနေဆွဲတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရောက်ရီမြို့နယ်မင်းလက်ပံကြီးရွာတွင် KNU နှင့်စစ်တပ်အကြတိုက်ပွဲဖြစ်ပွားပြီးနောက် DKPA ကလုံခြုံရေးယူထားသောကြားဖြန့်အလုပ်ယုံများကို KNU ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ22ရက်နေ့မြဝတီမြို့နယ်မင်းလက်ပံကြီးရွာတွင် KNU နှင့်စစ်တပ်အကြတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်တပ်မှပြူခါမှုနိုင်တွင်ဥဆောင်သောတပ်များနှင့် GKPA မှစိုင်းကြော်လာဥဆောင်သောပူးပေါင်းတပ်များကမင်းလက်ပတ်ရှိ KNU တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက် GKPA စခန်းကို KNU ကသိမ်းပိုင်နိုင်ခဲ့ပြီး GKPA တပ်ဖွဲ့ဝင်230ကျော်လက်နက်ချခဲ့ကြောင်းသိရပါတယ်။ရှင်းအောင် GKPA တပ်များတက်ဆွဲထားသောအထက်ထက်သောလုံခြုံရေးအစီအမံများနှင့်ကြီးမားသောခိတ်များပါရှိသည့်လုံခြုံရေးအစီအမံသောခြံဝင်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ပြီးလူရပေါင်းများစွာကိုတရားမဝင်ချုံနောက်ထားသည့်ကြားဖြတ်အလုပ်ရုံများကိုတွေ့ရှိခဲ့ကြောင်း KNU ကဆိုပါတယ်။ KNU ချက်များကအဆိုပါကြားဖြတ်အလုပ်ရုံတွင်ပတ်ဝန်းကျင်ကိုချက်ချင်းပိတ်ဆို့ပြီးရာဇဝတ်မှုတွင်ပါဝင်သည်ဟုတန်တရားရှိသူများကိုဖက်ပြေးခြင်းမှတားဆီးခဲ့ကြောင်းနိုဝင်ဘာလ22ရက်နေ့တွင် KNU ကလူကုန်ကူးမှုခံထားရသောတားကောင်များကိုကယ်ဆယ်ရက်နှင့်လိမ်လည်မှုလုပ်ငန်းများကိုဖျက်သိမ်းရန်ရေပြင်အကဲဖြတ်အဖွဲ့နှင့်လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း KNU ခေါင်းဆောင်ပိုင်းကထိုင်းနိုင်ငံအာဏာပိုင်များနှင့်နိုင်ငံတကာအေဂျင်စီများတို့အသိပေးအကြောင်းကြားပြီးအကြံဉာဏ်များရယူကဖြစ်စဉ်ကိုစနစ်တကျကင်တွဲဆောင်ရွက်ရန်စီစဉ်ခဲ့ကြောင်းခြံဝန်းကိုပိတ်ဆို့ထားပြီးပိတ်မိနေသူများကိုမှတ်ပုံတင် ခွဲခြားရန်ကာကွယ်ပေးရန်နှင့်ဘေးကင်းစွာရွှေ့ပြောင်းရန်အပြင်တပ်တွေကထောက်ထားများစုဆောင်းရန်အတွက်အကူအညီများတောင်းခံခဲ့ကြောင်းသိရပါသည်။ KNU ဒုတိယဥက္ကဋ္ဌနှင့်အကြီးတန်းကောင်းဆောင်များဦးဆောင်သောအစိမ့်မြင့်ကော်မတီကရေပြင်အခွဲနှင့်အနီးကပ်ကြီးကြပ်ကုတ်ခဲ့၍စီမံမှုများလုပ်ဆောင်နေကြောင်း နိုဝင်ဘာလ23ရက်နေ့နနက်9:00နာရီအချိန်အဖွဲ့ဝင်10ဦးပါ KNU မြေပြင်အကဲဖြတ်အဖွဲ့က KNU လုံခြုံရေးတပ်ဖွဲ့များ၏အဆောင်အယောင်ဖြင့် DKBAE ကြားဖြန့်ခြံဝင်အတွင်သို့ဝင်ရောက်ခဲ့ကြောင်းအဆိုပါအဖွဲ့ကကြားဖြန့်ရုံများတွင်ပိတ်မိနေသူများကိုခွဲခြားသိရှိရန်တပ်သေးကံထောက်ထားများစုဆောင်ခြင်းတပ်သေးကံများထံမှထွက်ဆိုချက်များရယူခြင်းနှင့်လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းစဉ်များအတွက်လိုအပ်သည့်စာရွက်စာတမ်းများကိုစုစည်းခြင်းတို့လှုပ်ဆောင်နေကြောင်းသိရပါသည် နိုဝင်ဘာလ23ရက်နေ့ပထမနေ့တွင်ကြားဖြန့်ချမ်းဝင်းအတွင်ကွန်ကရစ်အဆောက်အုံ20ခန့်ကိုတွေ့ရှိရပြီး၎င်းတို့အနက်နှစ်ခုသည်ရုံးအဆောက်အုံများဖြစ်ကကွန်ပျူတာနှင့် IT ပစ္စည်းများဖြင့်လိမ်လည်မှုလုပ်ငန်းများလုပ်ကင်ခဲ့ကြောင်းချမ်းဝင်းအတွင်လူ2000ခန့်ကိုချုပ်နှောင်ထားကြောင်းပထမနေ့တွင်နိုင်ငံပေါင်း၈နိုင်ငံမှလူပေါင်း396ဦးကိုအတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာများနှင့်မိုဘိုင်းဖုန်းများကိုသိမ်းဆည်းကာစုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်ခဲ့ကြောင်း အရွယ်အစား၄ဘီကန်ရှိတန်တိတာကြီးများစွာကို တွေ့ရပြီး၎င်းတို့အနက်အများစုမှာတော့ခတ်ထားကြောင်းကြားဖြတ်ရုံအတွင်တွေ့ရှိရသည့်ထိုင်းနိုင်ငံသား28ဦးကိုလည်းတွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ24ရက်နေ့ဒုတိယနေ့တွင် KNU ကရေပြင်အဖွဲတွင်အဖွဲဝင်23ဦးထပ်မံအားဖြည့်တင်ထားပြီးလူများအဆောက်အအုံများပိုင်ဆိုင်မှုများနှင့်စာရွက်စာတမ်းများကိုစစ်ဆေးခြင်းလုပ်ငန်းကိုအရှိန်ခင်းခဲ့ကြောင်း ်လူ345ဦးကိုမြည်သူမြို့ဝအဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးကွန်ပျူတာနှင့်မိုဘိုင်းဖုန်းများကိုနောက်ထပ်စုံစမ်းစစ်ဆေးရန်အတွက်တင်စီခဲ့ကြောင်းထိုင်းနိုင်ငံသား36ဦးကိုထိုင်းအာဏာပိုင်များထံလွှဲပြောင်းပေးခဲ့ကြောင်းမြန်မာ Future Star Company Limited IDICA မှတ်ပုံတင်နံပါတ်10590926ကို2016ခုနှစ်ဩဂုတ်လ2ရက်နေ့တွင်မှတ်ပုံတင်ထားသည့်ကုမ္ပဏီအချက်အလက်စာရွက်စာတမ်းတချို့လည်းတင်စီရရှိခဲ့ကြောင်းသိရပါသည်အခန်းအကျယ်ဝအလျားနှင့်အနံလေးပြီး 6ပေရှိပြီးထိုင်စရာထိုင်ကုန်တစ်ခုနဲ့ပါဝင်သောလှုပ်ဝက်စမ်းကြဲ့သောနေရာများစွာကိုလည်းတွေ့ရှိရပြီးမြင်ပန်းနှိမ့်ဆက်ရန်တုံးသည့်အခန်းများထိုးချက်မှုဖြစ်နိုင်ခြေရှိကြောင်းတေချာတိကျရရသောစုံစမ်းစစ်ဆေးမှုအရေးတကြီးလိုအပ်နေကြောင်းကြားဖြတ်လုပ်သမားတို့ချို့တွင်လက်နက်ကင်များကင်ဆောင်ထားကြောင်းတွေ့ဆုံမိမဲမှုများအရာအချို့သောတန်တရားရှိသူများသည်ခြံဝဲတွင်စီမံခန့်ခွဲသူများဖြစ်ကြပြီးထွက်ပြေးခွင့်ပြုရန် KNU အဖွဲ့ဝင်များထံသို့လက်ထိုးရန်ကြိုးပမ်းခဲ့ကြကြောင်းသိရှိရပါသည် ကြားဖြန့်ချန်ဝတ်အတွင်းတွေ့ဆုံမိမျက်မှုများကိုလှုံ့ဆော်ခဲ့ရာဖိလစ်ပိုင်နိုင်ငံသားတအူးကအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်လေးလေတာဝန်ချထားခံရပြီး တလလရင်အမေရိကန်ဒေါ်လာ9သိန်းအထိရရှိကြောင်းထပ်မံစုံစမ်းစစ်ဆေးမှုများလှုပ်ဆောင်ရန်လိုအပ်ကြောင်းအခြားလူသမားတဦးကမူလဆလုံးဝမရရှိကြောင်းပြောဆိုပါရယ်ယနေ့နိုဝင်ဘာလ25ရက်နေ့နက်ပိုင်းတွင်အဆိုပါကြားဖြတ်ဝင်အတွင်သို့ဒရုန်းတိုက်ခိုက်မှုများရှိလာပြီးရာပေါင်းများစွာသောကြားဖြတ်လုံသားများမှကြောက်ရွံ့ထိတ်လန့်စွာထွက်ပြေးရန်ကြိုးစားခဲ့ကြောင်းကြားဖြတ်အဆောက်အအုံများအတွင်ပိတ်မိနေသူများအကြားတိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်းသိရပါရယ် KNU အနေဖြင့်ကြားဖြတ်အဆောက်အုံဝင်းနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိနေပြီးအရေးပေါ်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတောင်းဆိုကြောင်းအခြေအနေများမှာလှည့်မြန်စွာပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နှင့်ခြံဝင်းအတွင်ပိတ်မိနေသောနိုင်ငံအများအပြားမှအရက်သားများအတွက်အသက်အန္တရာယ်ကိုချိန်ချောက်မှုများတိုးလာနေကြောင်း KNU အကူအညီတောင်းခံသည် KNU ကကြားဖြတ်လည်လည်မှုလုပ်ငန်းကိုဖြည့်ရှင်းရန်အတွက်ခိုင်မာပေါင်းစပ်ထားသောနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်နေကြောင်း KNU ကစားဖြန့်ချန်ဝဲအတွင်ကြန့်ရှိနေသူများကိုဆက်လက်ပေါ်ထုတ်ပြီးရွေးချယ်စုံစမ်းစစ်ဆေးမှုများဆက်လက်လှုပ်ဆောင်မည်ဖြစ်တော်လည်းထိရောက်သောစုံစမ်းစစ်ဆေးမှုနှင့်တသက်အထောက်အထားများစုဆောင်ခြင်းသည် KNU ဤစွမ်းရည်ထက်ကျော်လွန်နေကြောင်း KNU ကပြောပါရယ်သိသိရမိသောပစ္စည်းအလုံးကို KNU နှင့်ပူးပေါင်းဆောင်ရွက်နေသောအာဏာပိုင်များနှင့်စုံစမ်းစစ်ဆေးရေးအခွင့်အရေးအထက်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်းနက်နက်ဆိုင်ဆိုင်အမြင့်တွင်နေသောအစင်းမြက်ပြီးနိုင်ငံဖြတ်ကျော်ရဇဝိကွန်ရက်များကိုဖျက်ဆီးပြစ်ရန်ဂျိုးပန်းမှုများသည့်ခိုင်မာသောကောင်းဆောင်မှုမရိမ့်မရိုင်သောခတိကဝခိုင်မာသောနိုင်ငံများနှင့်ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြားခိုင်မာသောပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်သာအောင်မြင်နိုင်မည်ဖြစ်ကြောင်းနိုင်ငံတကာပါဝင်မှုမရှိလျင်ကမ္ဘာကိုချိန်ချောင်းနေသည့်နိုင်ငံဖြတ်ကျော်ကြားဖြတ်လိမ့်လည်မှုများအတွက်စံနမူနာပြအမှုဖြစ်သောအဆိုပါကြားဖြန့်ဝင်ကိုစုံစမ်းစစ်ဆေးရန်အခွင့်အရေးဆုံးရှုံးစေမည်ဖြစ်ကြောင်း KNU ကနိုင်ငံတကာသို့အကူအညီတောင်းခံပါသည်။ KNU ကကြားဖြတ်လည်လည်မှုလုပ်ငန်းကိုဖြည့်ရှင်းရန်အတွက်ခိုင်မာပေါင်းစပ်ထားသောနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်နေကြောင်း KNU ကကြားဖြတ်ချက်ဝင်အတွင်ကြန့်ရှိနေသူများကိုဆက်လက်ဖော်ထုတ်ပြီးရွေးချယ်စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်ပြီးဖြစ်တော်လည်ထိရောက်သောစုံစမ်းစစ်ဆေးမှုနှင့်တပ်တေထောက်သားများစုဆောင်ခြင်းသည် KNU ၏စွမ်းဆောင်ရည်ထက်ကျော်လွန်နေကြောင်း KNU ကပြောပါရသည်။တင်စီရရှိသော ဖြစ်စီအလုံးကို KNU နဲ့ပူးပေါင်းဆောင်ရွက်နေသောအာဏာပိုင်များနှင့်စုံစမ်းစစ်ဆေးရေးအဖွဲ့များထံသို့လွှဲပြောင်းပေးမည်ဖြစ်ကြောင်းနက်နက်ဆိုင်ဆိုင်အမြင့်တွင်နေသောအစင်းမြန်ပြီးနိုင်ငံဖြတ်ချော်ရာဇဝတ်ကွန်ရက်များကိုဖြစ်စီဖြစ်ရန်ကြိုးပမ်းမှုများသည်ခိုင်မာသောခေါင်းဆောင်မှုမရင်မရိုင်သောခတိကဝန်ခိုင်မာသောနိုင်ငံများနှင့်ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြားခိုင်မာသောပူးပေါင်းဆောင်ရွက်မှုတို့ဖြင့်သာအောင်မြင်နိုင်မည်ဖြစ်ကြောင်းနိုင်ငံတကာပါဝင်မှုမရှိလျင်ကမ္ဘာကိုချိန်ချောင်းနေသည့်နိုင်ငံဖြတ်ချော်ကြားဖြတ်လေးလည်မှုများအတွက်စံနမူနာပြအမှုဖြစ်သောအဆိုပါကြားဖြတ်ဝင်ကိုစုံစမ်းစစ်ဆေးရန် အခွင့်အရေးဆုံးရှုံးမှုဖြစ်ကြောင်း KNU ကနိုင်ငံတကာသို့အကူအညီတောင်းခံပါတယ်။ KNU အနေဖြင့်မိမိအုပ်ချုပ်နယ်မြေတွင်ဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန်နိုင်ငံထက်ကျော်ရစွဲခွင့်ရများကိုတိုက်ဖြတ်ရန်ပြည်ပခန့်တန်ခံရသူများကိုကာကွယ်ရန်နှင့်နေဆက်တလျှောက် လုတ်ကင်နေသောနိုင်ငံတကာရာဇဝတ်ကွန်ရက်များအတွက်တာဝန်ယူမှုကိုတည်ချစေရန်အတွက်ထိုင်းဆိုရာနှင့်အခြားသက်ဆိုင်ရာအာဏာပိုင်များအဖွဲ့အစည်းများနှင့်ဒီကက်စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ဆက်လက်ပြီးမုံရွာနီးပညာတက္ကသိုလ်ကစစ်အုပ်စုတက်တိုက်ခိုက်ခံရပြီးနောက်လုံခြုံရေးတိုးမြင့်ကဒေသခံတွေကိုစစ်ဆေးဖမ်းဆီးနေတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါသည်။စကိုင်းတိုင်းမုံရွာမြို့နယ်ဒီပညာတက္ကသိုလ်မှာတက်ဆွဲနေထိုင်နေတဲ့စစ်အုပ်စုကိုတော်လန်ရေးတပ်ဖွဲ့တွေကနိုဝင်ဘာလ23ရက်မှာတိုက်ခိုက်ပြီးနောက် လုံခြုံရေးတိုးမြင့်ကဒေသခံတွေကိုစစ်ဆေးဖမ်းဆီးကြတွေရှိနေတယ်လို့မြို့ခံတွေကပြောပါတယ်။အာနာသိမ့်ပြီးနောက်မုံရွာနီးပညာတက်ကတော်မှာတက်ဆွဲနေထိုင်တဲ့စေအုပ်စုတက်ကိုတော်လရင်အင်အားစုတွေကဝန်ရောက်တိုက်ခိုက်ရမှာစေအုပ်စုတက်ဖွဲ့ဝင်၄ဦးသေဆုံးပြီး၇ဦးထဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်ခံရပြီးနောက်စေအုပ်စုတက်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့မအူခိတ်ကနေအင်အားထပ်တိုးချကောင်းမြို့ပေါ်မှာလည်းမိုဘိုင်းအနေနဲ့လုံခြုံရေးစစ်ဆေးတာတွေလှုပ်ဆောင်နေပြီးဒေသခံတချို့ကိုလည်းဖမ်းဆီးထားတယ်လို့မြို့ခံတအူးကပြောပါတယ်။ နိုဝင်ဘာ24ရက်နေ့မနေ့ကပေါ်တော့မျိုးပက်လန်းကဆိုင်ကယ်စီးလာတဲ့သူတွေကိုတားဆီးဆစ်ဆီးနေတာရှိတယ်။မနေ့ကနေ့လယ်လောက်မှာဒီလန်းကိုဖျက်သွားတဲ့ဇပင်အယောင်ဆိုးထားတဲ့ကောင်လေး၃ယောက်ကိုကားပေါ်တင်ခေါ်သွားတယ်။သူတို့စီးလာတဲ့ဆိုင်ကယ်နှစ်စီးကိုတော့တခါရေမယူသွားနိုင်လို့ကားပြန်ခေါ်ပြီးသူတို့တဲသွားကြတယ်။ ဖန်ဆီးခံရတဲ့လူငယ်တွေရဲ့နာမည်နဲ့အချက်အလက်အပြင်ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတဲ့အသေးစိတ်အခြေအနေကိုတော့သတင်းဌာနအနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။ဒါပြင်စေအုပ်စုတပ်ကမုံရမျိုးပေါ်မှာပျော်ပွဲရွှင်ပွဲကျင်းပတဲ့ကာလတွေမှာသာလုံခြုံရေးတင်းကျပ်တာတွေသာလှုပ်ဆောင်နေရှိပြီးဂျန်တဲ့ကာလတွေမှာကင်းလဲလှုပ်ဆောင်တာတွေနေပါတယ်လို့ဆိုပါတယ်။စေအုပ်စုတပ်ဟာတော်လိုင်းရင်အားစုတွေရဲ့အလစ်အငတ်တိုက်ခိုက်တာကိုခံရတာကြောင့်လက်တုံ့ပြန်တဲ့အနေနဲ့လူငယ်တွေကိုဖန်ဆီးနှိပ်စက်တာတွေလှုပ်ဆောင်နေတာလို့မုံရမျိုးကတ်တွေကပြောပါတယ်။ ခစ်တဲ့မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းထုတ်များတင်ဆက်ပြီးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိတိရှိအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။